โอเคမင်္ဂလာပါဒီနေ့တော့ဒီရေသံမှုလေးတစ်ခုနဲ့အိမ်မာနေနေပေါ့နော်ဘိုက်ကြော်သားကိုလေ့ကျင့်လို့ရမယ်ဘိုက်ကြော်သားလေ့ကျင့်ကလေးကိုဝေမျှပေးမှာဖြစ်ပါတယ်ဟုတ်တယ်ရေသံဘရက်လိုင်းရတာမယ်ခြေထောက်ကိုဆန်လာမယ်ခြေထောက်ကိုဆန်လာခြေထောက်ကိုထောင်လာကတ်တာနော်ဒီရေသံမှုအဘေးဆုံးကနေကင်မယ်ကင်ပြီးဆန်လာမယ်နော်လက်ကိုဆန်လာမယ်ဆန်ပြီးလို့ရှိရင်ဒီကလေးရှင်းသွားမယ်ရှင်းတဲ့အချိန်မှာဘိုက်ကိုဆွဲဆန်ပလိုက်မယ်တောင်းတာအိုင်နာလေးမှာနော် တောင်းပြီးမှာ ဆွဲညစ်မယ်ဒီဟာလေးကိုဆွဲလာမယ်โอเคဒီနားလောက်ရောက်လို့ရှိရင်အနေကြွကြွပြီးညစ်ပိုက်ကိုโอเคဒီတိုင်းပဲနော်ဆွဲအပေါ်ဆွဲတဲ့အချိန်မှာအသက်ကိုယူသွားအဝါကြီးယူသွားယူသွားပြီးရင်ဒီမှာဆွဲဆန်လာပြီးညစ်မယ်မဟုတ်တော့မယ်โอเคပြီးရင်ဆွဲဒါဝမ်းမိုက်တစ်ခုလုံးညစ်ပြီးတော့လေ့ကျင့်တာဖြစ်တယ်နော်ဒီလိုရေနံမှုတဲ့လေးတဲ့အရာတွေကိုကင်နိုင်လို့ဆိုလဲပူပြီးကောင်းနော်ဂျင်မာဆိုရင်တော့အလေးလုံးတွေနှစ်ဖက်ကင်ထားလို့လည်းရတယ်နော်ဒီကစားနည်းလေးကခါးနာလွေလဲလိုက်ပြီးတော့လေ့ကျင့်လို့ရတယ်ခုမှစာရင်မိတ်လို့လဲဒီလိုပုံစံမျိုးလေ့ကျင့်လို့ရတာပေါ့နော် โอเคโอเคဆွေးညင်မယ်โอเคเนาะအဲ့ဒါဟောလားရှင်မယ်တောက်တာပြီးရင်ဆွေးညင်မယ်โอเคညโอเคဒီကစားနည်းလေးကိုကျွန်တော်ခုမှစပြီးပိုင်ရမယ့်လူတွေခါနာလို့ဘိုင်းမြိုင်နေတဲ့လူတွေကဒီလေ့ကျင့်ခန်းလေးကိုလိုက်ပါလေ့ကျင့်ဖို့ကျွန်တော်ကအကြံပြုချင်ပါတယ်25ကျင်းလေ့ကျင့်လို့ရပါတယ်တရချာလေ့ကျင့်လို့ရပါတယ်ဗျာเนาะ ဗီဒီယိုလေးကမိတ်ဆွေတို့အဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဆင်ပြေတယ်အကျိုးရှိခဲ့ဆိုရင်အောက်က comment box တွေမှာမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေတွေလည်းသိအောင်ပြန်လည်းမျှဝေဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိကျင်တဲ့ fitness နဲ့ပတ်သက်တဲ့ပုံသူဓာတ်တွေလေ့ကျင့်ခန်းတွေသိကျင်တာရှင်လည်းအောက်က comment box တွေမှာရေးပြီးတော့မေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုစုံနေတည်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ group လေးပါအစီချဖို့ကြိုးစားနေတဲ့သူတွေကို online မှာအပြင်မှာပါအကူအညီနှိပြပေးနေတဲ့ fellow guide တယောက်ဖြစ်ပါတယ်ဗျာ